ပါကလေးတို့ရေဒီချေကတော့ grace သိပ္ပံသင်ကြားပေးမယ်ဒီချေချမ်းပဲဖြစ်ပါတယ်အခန်းနှစ် drama သင်ခန်းစာ၃ drama တို့ရဲ့အခြေအနေပြောင်းလဲခြင်းကိုဒီချေတို့ဆက်ပြီးတော့လေ့လာကြရအောင်ကဲဟုတ်ပြီ drama တို့ရဲ့အခြေအနေပြောင်းလဲခြင်း drama တို့ဟာအခြေအနေတစ်ခုမှအခြားအခြေအနေတစ်ခုကိုဘယ်လိုပြောင်းလဲနိုင်ပါသလဲ ဟုတ်တယ်အပူရရှိခြင်း အပူထုတ်ပေးခြင်းနဲ့တကယ်တို့ကအခြေအနေတစ်ခုအနေတစ်ခုကိုပြောင်းလဲနိုင်ပါတယ်ကဲတကယ်တို့လုပ်ငန်းတစ်ကလေးကိုလေ့လာကြရအောင်ကဲဇာတ်လေးကိုကြည့်ပေးပါအခြေအနေတစ်ခုမှတစ်ခုသို့ပြောင်းလဲနိုင်တဲ့ဒွက်ပစ္စည်းတွေကိုတချို့ဇာတ်မှဖြစ်ဆွပါမယ်။အခဲမှအရင်ဟုတ်ပြီ။ तू ကတော့ရေခဲတုန်းကနေပြီးတော့မှရေဥပမာအနေနဲ့ဆိုရင် ထောဘတ်တို့ဖျောင်းလို့ပေါ့ နောက်တစ်ခုကတော့အရေမအခဲသူကတော့ရေကနေရေခဲတော့သူကလည်းဥမာအနေနဲ့ဆိုရင်ထောဘတ်တို့ဖျောင်းရေတို့ပဲဖြစ်တယ်နောက်တစ်ခုကတော့အခဲမငွေ့သူကတော့ပယုတ်ခဲမအငွေ့ဥပမာအနေနဲ့ဆိုရင်အမွေးခဲတွေရေခဲကြောက်တွေကာဗွန်နိုင်အောက်ဆိုင်အခဲတွေဖြစ်တယ်နောက်တစ်ခုကတော့အရေမအငွေ့အဲ့ဒါကတော့ရေကနေရေငွေ့ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့အငွေ့မအရေ့ သူကတော့ရေငွေ့ကနေပြီးတော့ရေဖြစ်ပါတယ်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင်တော့ဒီချေတို့ဆက်ပြီးလေ့လာမယ်။ရေခဲတုံးကိုဒီချေတို့ကန်ကြည့်မယ်။ဒါမှမဟုတ်လို့ရှိရင်ခွက်တစ်ခုတည်းကိုထည့်ပြီးတော့မှခက်တာဆောင်ဆန်းကြည့်မယ်ဘလို့ဖြစ်သွားမလဲ။ဟုတ်တယ်ရေခဲတုံးနေအေးပျော်သွားမှာပေါ့။ဘာဖြစ်လို့ပါလဲ။အလက်ရဲ့အပူဒါမှမဟုတ်လို့ရှိရင်အခန်းရဲ့အပူတွေကြောင့်အရေးပျော်သွားခြင်းဖြစ်တယ် ထိုဖြစ်စဉ်ဟာဆိုလို့ရှိရင်တော့အခဲအခြေအနေကနေပြီးတော့မှအရေးအခြေအနေကိုပြောင်းလဲသွားတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ကဲနောက်တစ်ခုစားစရာမုတ်တွေကိုတချေတို့ပါဇက်ထဲကိုထည့်လိုက်တယ်။အချိန်နဲ့ငယ်ကနေပြီးတော့မှတချေတို့ဘာဖြစ်သွားမလဲဆိုရင်အခဲကနေအရေးကိုပြောင်းလဲသွားတယ်။စားစရာလေးကိုပေါ်ပြပေးကြည့်ပါဦး။ဟုတ်လောက်မယ်။တောက်သမီးတို့ဖြေတာလေးတွေပေါ့နော်မှန်မယ်ထင်တယ်တချေပြောပြပေးမယ်နော်ချောကလက်ရေခဲ ရေခဲမုံရေခဲကြောင်ရေခဲတုံနဲ့ချိုချင်းတို့ပဲဖြစ်တယ်။နောက်တစ်ခုရေမရေခဲအသွင်ဘလို့ကူးပြောင်းနိုင်ပါသလဲ။ဟုတ်ပါတယ်။ရေခဲတရာထဲမှာထည့်ပြီးတော့ရေကိုအေးခဲစီလို့ရှိရင်ရေခဲအသွင်ကို ပြောင်းလဲနိုင်ပါတယ်ကွယ်။ ကဲဒါဆိုရင်ဒီကျဲတို့တွေဇက်ပြီးလေ့လာရအောင်လုပ်ငန်းနှစ်ကျောင်းသုံးစာဥပါပုံနှစ်ကိုပါအတိုင်းရေခဲတုံးလေးတွေကိုဒီကျဲတို့ခွက်တစ်ခုတည်းကိုထည့်ပြီးတော့ခਿੱတဆောင်ဆိုင်ကြည့်ပါဘလို့ဖြစ်သွားပါမလဲဟုတ်တယ်ရေခဲတွေအေးပြောသွားတာကို တွေ့ရပါမယ်ဟုတ်ပြီဒီကျဲတို့ရေလေးတွေကိုဒီကျဲတို့အပူပေးကြည့်မယ်အဲ့တော့ခွက်တစ်ခုတည်းမှာရေပူထည့်ကြည့်လိုက်မယ်ဆိုရင်ရောဘလို့တွေ့ရမလဲ ဟုတ်တယ်အငွေ့တွေထွက်လာတာကိုသားတို့သမီးတို့တွေ့ရပါမယ်။အရေးအခြေအနေကနေပြီးတော့အငွေ့အခြေအနေကိုပြောင်းလဲသွားခြင်းပဲဖြစ်ပါတယ်။သူ့ကိုအငွေ့ပြောင်းခြင်း vaporization လို့သူ့ကိုခေါ်တယ်နော်။ကဲဟုတ်ပြီ။အဲ့ဒီခွက်ကလေးကိုတစ်ချေတော့အဖုံးအုပ်လိုက်မယ်။ဂျင်းနင်းခွက်ကလေးကိုပေါ့နော်ဂျင်းနင်းငွေလေးကိုတစ်ချေအဖုံးအုပ်လိုက်မယ်ဆိုရင်ကောဟုတ်တယ်။ဖုံးရဲ့အတွင်းဘက်မှာရေစက်ကလေးတွေကိုတွေ့ရပါမယ်။ အဲ့ဒီဖြစ်စဉ်ကတော့အရေးအခြေအနေကနေအငွေအခြေအနေအငွေအခြေအနေကနေပြီးတော့မှအရေးအခြေအနေကို ပြောင်းလဲသွားခြင်း ဖြစ်ပါတယ်။ရေငွေအဖြစ်မှာရေအဖြစ်တို့ ပြောင်းလဲတဲ့ဖြစ်စဉ်ကိုငွေရေဖွဲ့ခြင်း condensation လို့ခေါ်ပါတယ်ကွယ်။ကဲဟုတ်ပြီဒီကျေတို့အားအားလေးကိုဒါတို့သမီးတို့ရဲ့မှတ်တမ်းစာအုပ်လေးထဲမှာရေးထားပြီးတော့တွေ့ရှိချက်ကလေးတွေကိုကဲဟုတ်ပြီအဲ့တော့တွေ့ရှိချက်ကလေးကိုဒီကျေက ဖော်ပြပေးထားတယ် ကဲအဲ့တော့ရေခဲကိုအပူပေးလို့ရှင်ရေရေကိုအပူပေးရင်ရေငွေ့အဲ့လိုပဲရေငွေ့ကိုအေးခံရင်ရေရေကိုအေးခံရင်ရေခဲပြန်ဖြစ်ပါတယ်ကဲအဲ့ဒီတော့အရာဝတ္ထုတွေဟာအခြေအနေတစ်ခုမှတစ်ခုသို့ ပြောင်းလဲရင်အပူပေါ်မှာမူတည်ပြီးတော့မှပြောင်းလဲနိုင်ပါတယ်ကဲအဲ့တော့အခဲမှအေးအေးမှအခဲအေးမှအငွေ့ ငွေမှအရေးတို့ပြောင်းလဲရင်ဘယ်အချက်ပေါ်မှာမူတည်ပါသလဲကွယ်ဟုတ်ပါတယ်အပူရရှိခြင်းအပူထုံပေးခြင်းပေါ်မှာမူတည်ပါတယ်ကဲအဲ့လိုမျိုးဖြစ်စဉ်မျိုးဥပမာတစ်ခုတစ်ချက်ကိုပြည့်ကြည့်ပေးပါဟုတ်ပါတယ်ဖျောင်းဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချေတို့အဓိကချက်ကလေးကိုဒီချေတို့ပြောကြည့်ရအောင် အရေးအခြေအနေမှာအငွေ့အခြေအနေတို့ပြောင်းလဲခြင်းဖြစ်စဉ်ကို အငွေ့ပြန်ခြင်း vaporization လို့ခေါ်တယ်။အငွေ့အခြေအနေမှာအရေးအခြေအနေကို ပြောင်းလဲတဲ့ဖြစ်စဉ်ကိုငွေ့ရေဖွဲ့ခြင်း condensation လို့ခေါ်ပါတယ်။အခဲအခြေအနေမှာငွေ့အခြေအနေတို့ဓာတ်ရိုက်ပြောင်းလဲတဲ့ဖြစ်စဉ်ကို အခဲအငွေ့ပြန်ခြင်း sublimation လို့ခေါ်တယ်။ အခဲအရင်အငွေတို့ရဲ့အခြေအနေတစ်ခုမှတစ်ခုသို့ပြောင်းလဲရန်အပူပေးခြင်းအရေးခံခြင်းဖြစ်စဉ်များလိုအပ်ပါတယ်။အခဲအခြေအနေမှာအရေးအခြေအနေသို့ပြောင်းလဲခြင်းကို အရေးပြောခြင်းလို့ခေါ်တယ်။ထို့သို့ပြောင်းလဲရန်အပူလိုအပ်ပါတယ်။အရေးအခြေအနေမှာအငွေအခြေအနေသို့ပြောင်းလဲခြင်းကိုအရေးစုခြင်းလို့ခေါ်တယ်။အရေးအခြေအနေမှာအခဲအခြေအနေသို့ပြောင်းလဲခြင်းကိုအရေးခဲခြင်းလို့ခေါ်ပါတယ်။ကဲတိကျ ဒီနေ့တင်လိုက်တဲ့သင်ခန်းစာလေးကတော့အခန်းနေရဲ့ drug မှာသင်ခန်းစာသုံး drug တို့ရဲ့အခြေအနေပြောင်းလဲခြင်းလေးပဲဖြစ်ပါတယ်။ဒါတို့သမီးတို့နားလည်လိမ့်မယ်လို့ဒီချေထင်ပါတယ်။ဒီချေနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ကြရအောင်နော်။